ဇော်ဘွင်းလည်းကန်ကောင်းပါစီ။နော်သူအမှန်တရားပြောရဆိုပေမဲ့နော်ဘယ်သူပဲဖြစ်ဖြစ်ကွာကိုချင်းစာကြည့်လိုက်မင်းလုံးဝလုံးပင်မဲမအားတဲ့ကြားနေအိမ်ပြန်လာတဲ့ချိန်မင်းသားသမီးကနေမင်းကိုအာပတ်သက်ရှာဆောက်သုံးပြချလို့ဆဲလို့ရှိရင်မင်းရောကြိုက်မှာ။ဒီသဘောမျိုးလေးပဲကိုချင်းစာကြီးစဉ်းစားလိုက်။အခုနော်ကိုကြီးရတဲ့တရင်ဘလော့ဒီအရာတော့ဇော်ဘွင်းကပြစ်မှုအကြီးကြီးမှတက်မခံရသေးဘူး55ကာကြီးတစ်ခုတည်းပဲတက်ခံရသေးတယ်။အမေရောဖေရီဒီမိုကရေစီတိုင်းကြီးဖြစ်သွားမယ်တကယ်တမ်းကလည်းဖွဲ့စည်းပုံရမှာမယ်ဆိုရင်ဝါဟာတည်ငြိမ်မယ်ထင်လားအခုတိုင်းဝါဆက်သွားလို့ရမှာမထင်ဘူး ဟယ်လိုချားရမီဝပီတူညကိုမော်ဒမာများအလုံးမင်္ဂလာပါ news beat channel ကနေပြမချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ15ရက်နေ့ super sunday မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးရှိထားတဲ့ဦးဖျားဖျားတော်လန်တရင်တို့တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တို့ဘုတ်အနေနဲ့ကတော့ ကချင်ပြည်နယ်ဘမော်မြို့တင်းစစ်စင်ရေးဖော်ဆောင်နေတဲ့ကချင်လူလည်ရေးတမတော်ကရရင်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနေပြီးတော့မှစစ်တပ်ရဲရင်နှစီကိုတိမောင်ပြက်ခတ်ခဲ့လို့အဲ့လိုပြက်ခတ်ခဲ့တဲ့တလန်းရဲဘော်တွေကိုမြတားကျိုက်တူလေးမြောက်ဖွဲကနေပြီးတော့မှချက်သိန်းတရာဂုံပြုတ်အလူငွေပေးပို့ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အလူရှင်တွေရဲ့လက်ဝဲအမီဆိုပြီးတော့မှ အဲ့ဒီတရေမျိုးကလည်းပြမကျေးဇူးတင်လို့ပါရှိတဲ့ညတာချိုက်သူလေးမျိုးဖွဲ့ရဲ့အမိကိုရင်းညွှန်းပြောပြထားတာပဲဖြစ်ပါတယ်။ KIA စေဌာနရဲ့မေလ29ရက်နေ့နေ့ဆွဲပါစာမှာဆိုတော့ညတာချိုက်သူလေးမျိုးဖွဲ့ရဲ့ဘုံစစ်မျက်နှာပြမှာစစ်ကောင်စီရဲ့ရရင်ကိုပြစ်ချခဲ့တဲ့စစ်တပ်တွေတပ်ပိပုတ်ကူညီတဲ့အလူငွေချက်သိန်းတရာကိုမေလ28ရက်နေ့မှာ KIA စေယုံချုံမှာလက်ခံရရှိထားတဲ့ဆိုပြီးတော့မှရေးသားထားပဲဖြစ်ပါတယ်။အဲ့ဒီစာနဲ့ပတ်သက်ပြီးတော့မှ KIA တရင်ပြန်ချိုက်ဌာနတာဝန်ခံဘုံမကြီးနော်ဘူထံ သဘောထားမှတ်ချက်မေးမြန်းထားပြီးတော့မှလုံးဝကိုစစ်သွင်းမရထားသေးဘူးလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတော့ပေါ့နော်ကျွန်တော်အနေနဲ့စစ်ကောင်စီရဲ့ဒီပစင်းရင်းငယ်တွေကိုဖျက်ချနိုင်ခဲ့တဲ့ပုံမှာအခုဆိုရင်ကျွန်တော်ပြည်သူတွေကနေပြီးတော့ဆူချမှုတွေများစွာရှိနေတာဖြစ်ပြီးတော့မှနောက်ထပ်ကျွန်တော်ဒီလိုမျိုး campaign တွေလည်းဆက်လက်ပြီးတော့မှလှုပ်ဆောင်တော့ဖို့ရှိနေတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်တော်လိုင်းရင်မှာပြည်သူတွေရဲ့ဆက်ဆက်တပ်ဖြတ်နေတဲ့ပေါ့နော် စစ်ကောင်စီရဲ့လေကြောင်းတွေကိုကျွန်တော်ခုဆိုရင်ဖျက်ချနိုင်ခဲ့တဲ့ပွဲတွေလည်းများလာမှာမို့လို့ပြည်သူတွေဘက်ကနေပြီးတော့မှနောက်ကွယ်ကနေကျွန်တော်တွေနဲ့အင်တိုင်းအသက်နဲ့ပူပေါင်းပြီးတော့မှကူညီပံ့ပိုးနေပေးနေကြတာပဲဖြစ်ပါတယ်။ ။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ဇွန်လ12ရက်နေ့မှာငရက်နေစခန်းနေပြီးတော့မှစစ်ကောင်စီတပ်သား30ဝန်းကျင်ထားဆိုရင်လက်နေတွေယူဆောင်ပြီးတော့မှစခန်းဆုံးခွာပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားလို့ထဝယ်ထိခိနယ်ဆက်မှာဇွန်လမြတရဲစခန်းတစ်ခုသာတင်ပိုက်ဖို့ကြံရတဲ့ဆိုပြီးတော့မှကန်ယူမြိတ်ထဝယ်ခိုင်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ တိခိနဲ့ဆက်မှကြာရှိနေတဲ့စကားကတော့မေတ္တာစကားပေါ့နော်မေတ္တာစကားကတော့တိရဘီဝါရဲ့ကကမိုးအောင်မှာတော့ရှိတာပေါ့နော်ထဝယ်တိခိနဲ့ဆက်တချက်မှာတော့ကျွန်တော်တို့ဒီမေတ္တာစကားအပြင်ဟိုလက်ရှိပြောရရင်တော့တလုံးမှမရှိတော့ဘူးပေါ့နော်အဲ့ဒီစကောင်စီရဲ့တက်စကန်တစ်ခုမှမရှိတော့ဘူးဆိုပြီးတော့မှကန်ယူမြိတ်ထဝယ်ခိုင်အသွေးမှုပရိုဆောရဲနာကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ် ထဝယ်တိခိနယ်ဆက်ပြင်ဘက်ထိုင်းနယ်စမနဲ့နီးတဲ့ပလောမျိုးနယ်မှာဆိုရင်တော့ဒုခစခန်းနဲ့ဒီထဝယ်ရှိတော်ဒေတာထဝယ်တိခိကလမပေါ်မှာဆိုရင်တော့ကြောင်မဲတောင်စခန်းတို့ကိုလည်းတိမ်မဲ့ဖို့ကြံနေသေးတယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတော့တောင်ပိုင်းတိုင်းမှာကျွန်တော်တော်လံပူအောင်တဖို့နဲ့ပြီးတော့မှတိမ်မဲ့ရရှိဖို့ပေါ့နော်။ကြံနေသေးတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်ပြီးတော့မှကျွန်တော်တို့အနေနဲ့စစ်ကောင်စီရဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခုတိမ်မဲ့ဖို့စူးစမ်းနေတဲ့အချိန်မှာဒီစခွေးတွေကတော့ ထိုင်းနိုင်ငံဘက်ကိုလက်နက်တွေနဲ့သူစုံခွာပြတော့မှထပ်ပြင်းနေကြတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့စကောင်စီတပုတ်မလို့တောင်ပိုင်းတိုင်းထက်ကနေပြတော့မှအမှုချိတ်မြေလန်ခိုင်းမဲ့ပေါ့နော်။ Devil Lady တဲ့ပုံမှာရှိလာဖို့ကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မှပြထမဆုံးနေတဲ့ကြက်မှာကတော့ကြောက်ဖြူမျိုးတိမ့်တဲ့ဘက်မှာအေးဘက်ကနေပြတော့မှစကောင်စီတပုတ်မလို့ကိုအမှုချိတ်နေတဲ့အောင်ပွဲသတင်းတွေရဲ့နောက်ပြီးတော့မှကျွန်တော်တို့ရန်ကုန်တိုင်းမှာဆုံးလက်ပေါ့နော်။ကျွန်တော်တို့မြို့ပြပျောက်ကြားတော်လန်တပုတ်ဝင်နေပြတော့မှစကောင်စီရဲ့ဘန်ကားတွေကို ဒီမိုင်းဆွဲတက်ခတ်နေခဲ့တယ်ဆိုတဲ့သတင်းတွေပါဝင်ကျန်တဲ့သတင်းကောင်းတွေကိုဆရာလူမျက်ကြောနဲ့ပြတော့မှပြောဆိုထားဖြစ်ပါတယ်ဆရာလူမျက်ကြောဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စာချစ်လဲရအောင်နော်မရောမရာစီရှုံးနိုင်စီတဲ့အချက်လက်ချိန်တည်တော့ကိုစားကိုတက်မှာကိုရခဲ့ဖြစ်နေတတ်မှုပြုပေးဖြစ်မှုအမိတ်မနာခံမှုတက်ဖွဲ့ဝင်တွေတိုက်ခိုက်လို့စိတ်မရှိမှုစီမံခန့်ခွဲမှုပြုပေးဖြစ်မှုအများကြီးပဲဗျာဒီပြင်မှာတက်ပင်းတပုံထားမှုတွေအခြေအနေ ရှိနေတာဒါကိုကျွန်တော်တို့ကတိုက်ဖို့ပဲလိုတာခုနပြောလို့ချင်းခတ်တဲ့လူတွေဖြစ်တဲ့တိုက်နေတဲ့လူတွေကလည်းရခိုင်ကြောက်ယူခတ်မရငါးလေးသုံးတရင်မှုပေးပါဦးဘာလို့ပေးလဲဆိုတော့အာကတ်တတော်အီရဲ့ရလူလည်းကုလနဲ့ဆိုပြီးတော့တက်တဲ့အမြောက်တွေတွေ့နေတာတော့ကောင်းကောင်းချန်စီယိုနာတီငါးလေးသုံးချန်စီယိုနာတီဝင်ပြစ်တာအရင်သိသွားတယ်ကျွန်တော်အကြမ်းကြီးသိတယ်နော် ဘာကတက်တော့အေးရဲ့ထောင်လိုင်းရေးစနစ်စစ်ပြူဟာစီးပွားရေး geopolitics နိုင်ငံရေးတန်ငယ်တမန်ကင်းမြို့တော်ရဲ့စံပြတက်တော့လို့ပြောလိုပါတယ်ဒါပေမဲ့ဒီနေရာမှာတခုထပ်ပြီးအာရကတက်တော့အေးနဲ့ပတ်သက်ပြီးဖြည့်ဆွပြောချင်တာကသတင်းထုတ်ပြန်ခွင့်များမှုပိတ်ပင်တားဆီးမှုလို့ရှင်းပြရအောင်ကြောင်းအာရကတက်တော့အေးရဲ့ထိပ်ပိုင်းကောင်းဆောင်တွေထွက်ပြောလာတာကိုကျွန်တော်တို့ကြားရပါတယ်ကျေးဇူးပြုပြီးအကယ်၍သာ တရင်ထုတ်ပြန်ခွင့်မရှိတဲ့ကိစ္စရဲ့များကိုတိကျမှာကတ်ပါစစ်စီဧရိယာတွင်မှာတရင်ရလို့ထုတ်ပြန်ခွင့်မရှိတိတိကျကျပြောပါကြံပီလူလူလူနေထိုင်မှုအခြေအနေတရင်အရရပ်ကိုတော့ထုတ်ပြန်စီလို့ထုတ်ပြန်ကိုခွင့်ပြုရပါလိမ့်မယ်မဟုတ်ရင်တရင်အမောင်ချမှုပါတရင်အမောင်ချမှုပါရာဇဝတ်မှုတစ်ခုလိုပဲကြီးလေးပါလေနောက်ကရန်ကုန်မှာဘလောင်ဆူတဲ့ကိစ္စလေးတစ်ခုထပ်ပြောရင်နေဟုတ်ချုပ်ပါ မင်္ဂလာတော်ထောက်ချက်မှာဘန်ကာဆက်ပြီးအကြောက်ကြီးကြောက်နေတဲ့စကွေးတိုက်ကိုမိုင်းဆွဲတိုက်ခတ်ခဲ့ပြီးအောင်ဒီကနေ့အော်မနေ့ကမနေ့ကမနေ့ကညာရှင်းလာထောက်ချက်အမှတ်3အမှတ်9လမ်းစုံမှာဘန်ကာတခုတွေ့လာအဲ့ဒီဘန်ကာမှာမိုင်းတော့ကပ်ပြီးကျွန်တော်ပြောပြကြောက်ကြတဖွဲ့တွေကလပိဆိုင်ခိုင်ကလုံးနေပြီးပေါက်ခွဲလိုက်ဒါတော့ဘာနာဆီအလုံးမဲ့ချော်ရတယ်ပြီးတော့မှ ကျောက်ဖိမှုတိမ်တိုက်ပွဲမှာဆိုတော့ကျတို့ AA ဘက်ကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့တွေကိုအမုံချိတ်ခဲ့လို့သူတို့ရဲ့တရမိုးပေါဝင်စစ်ကိုတွေများစွာတေဆုံခဲ့တယ်ဆိုတဲ့တရင်မျိုးပြောဆိုထားဖြစ်တယ်။အခုဆိုတော့ကျတို့ကျောက်ဖိမှုမှာဆိုတော့ဗောနော်ဒီ AA ဘက်ကနေပြီးတော့အပြီးတင်းနေဖို့စ조사နေတာမို့လို့စစ်ကောင်စီရရှိတွေနဲ့တရုတ်နိုင်ငံသားတွေကဆိုတော့ရန်ကုန်မြို့ကိုထွက်ပြေးသွားကြတယ်လို့ကျတို့နောက်ထပ်သိတာပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှမယူဆဆန်ဆိုတဲ့စလုံးနေဦးမယ်ဆိုတော့ကျတို့ ေဘက်ကနေပြီးတော့မဒီတက်ပိုပြီးမှဆေးရဲ့ရှိမြင့်တက်လာဖို့ရှိနေတာဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ကျွန်တော်ရန်ကုန်မြို့တွင်းမှာဆိုလည်းရွှေပြောက်ကြောက်တော်လိုင်းပူအောင်တပ်ဖွဲ့ဝင်တွေပြီးတော့မှစစ်ကောင်စီရဲ့ဘန်ကာတွေကိုမန်ဆက်တက်ခတ်မှုတွေလှုပ်ဆောင်နေတာမို့လို့မှတ်ချက်ခင်မှာတော့အဲ့ဒီတက်တဲ့နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်ဒီနေ့မှပြမနောက်ဆုံးကြားသိရတဲ့ပေါ့နော်။တရင်ကောင်းတရင်ထူတွေကိုပြောပြထားတာပဲဖြစ်ပါတယ်။ကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့တာချီလေးမြို့နယ်မှာချောင်းသားမိဘတွေဆီကနေပြီးတော့မှ ူဂျိုးရှာပြေတော့မှာလှူစားနေကြတဲ့အကြောင်းဆရာကြီးပါဝင်ဆရာဆရာမတွေကြောင့်တင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်စစ်ပြေတော့မှာနားထောင်ကြည့်လဲရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်နေနဲ့တာလီမျိုးကပြည်သူတော်ဦးရေးသားပေးဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမကရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလေးမျိုးနယ်ခွဲတာလီမျိုးကပါအခုဆိုတာလီမှာကြောင်းခွင်ပြီးရပ်ပိုင်းမရှိသေးတဲ့အချိန်မိုကြီး250ဘတ်ကောက်ခံနေပါပြီအချိန်မိုမတက်မနေရလို့လည်းပြောပါတယ် ကျောင်းဖွဲ့ချိန်ဆိုမိဘတွေကမရှိရှိတာနဲ့ရှာကြံပြီးကြောင်းထားပြီးနေရပါတယ်။ကျောင်းကြီးကဥကျော်ဆန်းမှာမိဘတွေပြေလည်လားမပြေလည်လား तू မသိပါဘူး။ပြောလိုက်ရင်တော့ကျောင်းတိုးတက်ဖို့အတွက်ပဲလို့ပြောပြီးကျောင်းဆရာကြီးနဲ့ဆရာဆရာမအားလုံးဟာကို့အတွက်ကိုပဲကြည်နေကြပါတယ်။မိဘတိုင်းကပြောချင်မင်းမဲ့တာသမီမျက်နှာငင်မှကြောက်လို့မပြောကြတာပါ။အများကသိအောင်ပြောပြပေးပါရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြကပြည်သူစကားအစီအစဉ်မှာ နင်းနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်ချက်ပေါက်ကနေတစင်းရင်ဖွင့်စင်တဲ့အကြောင်းအရာတွေကိုလွတ်လပ်စွာပြဖို့နိုင်ပါတယ်။ပြဖို့လာသူတွေရဲ့အချက်လက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ဗောနာကျွန်တော်တာလီမျိုးကကျောက်ဆရာကြီးနဲ့ဆရာဆရာမတွေအားလုံးကနေပြမကိုချိုးရှာပြတော့မှတပည့်တွေပေါ်မှာသူတို့အနေနဲ့ဗောနာ ဒီစာနာဆွန့်လွတ်ခံခြင်းနဲ့စိတ်မျိုးတဲ့မိုးရိုးပဲနဲ့သူတို့ကိုချွတ်တဲ့ရိုက်လိုစိတ်နဲ့မွေကြီးတွေကောက်ခံနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်ကြာတိနေရတာပဲဖြစ်ပါတယ်စစ်ကောင်စီလည်းအမှလှုပ်လို့ပြတော့မှကျွန်တော်ခုဆိုရင်ပြည်သူတွေဆီကနေပြတော့မှခြူစားနေကြတဲ့အုပ်စုတွေလည်းများစွာရှိနေတာမလို့အဲ့ဒါတွေကိုကျွန်တော်နေနဲ့အခုဆိုရင်တတီရရေးရသွားမယ်ဆိုပြီးတော့မှအညူဂျင်းနဲ့ကျွန်တဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကနေပြတော့မှအတိပေးပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်ဒီကြောင့်လေးနဲ့ပတ်သက်ပြီးတော့မှကြည့်ရှုနေကြတဲ့မိဘပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပုဂူတိုင်းရွှေချင်းမြို့နယ်မှာရှိတဲ့ခမာရ998တရင်ကိုကျွန်တော်တို့တလန်ပူအောင်သဖို့နဲ့ပြီးတော့မလင်းနေကြည့်နေတဲ့စတင်ပြခတ်နေပြီဆိုတဲ့တရင်ကိုဦးသိမ်းမြတ်နဲ့ပြီးတော့ပြောဆိုထားရတယ်ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ပုဂူကရန်ရွှေချင်းမြို့နယ် ွင့်ဆိတ်ရွာနဲ့ဝန်းကန်ရွာချရှိခမရ998တပ်ရင်းနဲ့ဘန်ကာရီပြန်တိဆောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုလက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဘကုခရိုင်ပောက်ကဖကဇွန်လ14ရက်နေ့ဒီနေ့မှာထုတ်ပြန်ထားပါတယ်ဇွန်လ10ရက်နေ့တုန်းကခမရ998တပ်ရင်းနဲ့အနီးဝန်းကျင်ကို KNLA ပူးပေါင်းတပ်ဘကုခရိုင်ပောက်ကဖကဝမျိုးနဲ့ပောက်ကဖ UDF တပ်ဖွဲ့တို့ကလက်နက်ကြီးတွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်ပြစ်ကတ်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သား10ယောက်ကျော်ဒဏ်ရာရပြီးတော့နှစ်ယောက်ကဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်မေလ10ရက်နေ့တုန်းကလည်းခမရ998ကိုတိုက်ခိုက်သိမ်းပိုက်ပြီးစစ်ကောင်စီတပ်သားအလောင်း30ရတယ်လို့သူတို့ကဆိုပါတယ်ဒါနဲ့ပတ်သက်ပြီးတိကျအတူပြုချက်တော့မရရှိသေးပါဘူးစစ်တပ်မှ6ယောက်နဲ့မိသားစုဝင်တွေကိုလည်းဖမ်းမိပြီးတော့လက်နက်မျိုးစုံ83လုံးဂျမ်းမာ3လုံးခဲရံတွေသိမ်းပိုက်ရရှိခဲ့တယ်လို့လည်းဆိုပါတယ် ပြီးတော့သူ့တော်ကိုစားပြုကော်မတီ CRPH ကအကြမ်းမဖက်အာဏာပိဆိုင်ရဲ့လှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုမနေ့ကဇွန်လ17ရက်နေ့နေစွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲ့ဒီဥပဒေထဲမှာ CDM လုတ်တဲ့ဝန်ထမ်းတွေကိုချီးကျူးဂုဏ်ပြုတဲ့အစီအစဉ်တွေပါဝင်တယ်လို့ CDM မလုတ်တဲ့ Non CDM ဝန်ထမ်းတွေကိုအပြစ်ပေးအရေးယူမယ်ဆိုတဲ့ပြဋ္ဌာန်းချက်တွေလည်းပါဝင်ပါတယ်။ CDM မလုတ်တဲ့ Non CDM ဝန်ထမ်းတွေကိုအရေးယူရမှာအလုတ်ကနေထုတ်ပေးတာကအစနာမည်ပြည့်စင်းတွန်းတာတွေလည်းပါဝင်ပါတယ်။ဒါအပြစ်မှာတရားရုံးတင်ပြီးတော့ကြတော့တရားစွဲအရေးယူမယ်ပြစ်မှုတချို့ကိုလည်းဖော်ပြထားပါတယ်။ ဒီဥပဒေဖော်ပြချက်အရနိုင်ငံဝန်ထမ်းတွေလက်ရှိလှုပ်ဆဲအလုပ်ကိုဆက်လက်လုပ်ကြတာဟာရာဇဝတ်ပြစ်မှုတစ်ဖွဲဖြစ်နေပါတယ်။မြို့သူမျိုးလွတ်လပ်စွာအလုပ်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့လူခွင့်ရေးပြတ်ထမ်းခြင်းနဲ့ဆန့်ကျင်နေတဲ့အတွက်ဒီဥပဒေဟာဥပဒေကြောင်းအရတရားမျှတမှုရှိမရှိအငင်းပွားပေါ်ရာဖြစ်နေပါတယ်။ ခုကျွန်တော်တို့ပေါ့နော်တည်နေဖို့ကြားလိုက်ရတာပြမပထမကတော့ရွှေချင်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ဒီခမရ9ကိုရှိတဲ့အောင်ကျွန်တော်တို့ကန်လေးနဲ့ပူအောင်တတွေကနေပြမစတင်တက်ခဲမှုတွေလှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။အရင်တော့လည်းကျွန်တော်တို့နဲ့တက်ခဲခဲ့တာမှာပဲပေါ့နော်စစ်ကောင်စီနဲ့ပြမပြန်လည်ထိန်းချုပ်လိုက်တယ်ဆိုတဲ့တည်မျိုးတွေလည်းကြားနေရတာမို့လို့ခုဆိုရင်ကျွန်တော်တို့နဲ့အလုံးစုံထိန်းချုပ်နိုင်ဖို့စူးစမ်းနေကြတာပဲဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့ CRPH ကနေပြမ CDM ဥပဒေကိုထုတ်ပြန်လိုက်တာပြမ အဲ့ဒီထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီအောက်ခြေမှာဆိုတော့ဝေဖန်တဲ့ချို့လဲကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ်ဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ကျွန်တော်အနေနဲ့စောင့်ကြမှာဖြစ်ပြီးတော့မှအခုဆိုရင်စစ်ကောင်စီလက်အောက်မှာမူထမ်းနေကြတဲ့ဒီနတ်စီရီယမ်တွေအနေနဲ့လဲကျွန်တော်တလန်ပြည်သူတွေနဲ့သူတက်နိုင်တဲ့ဆိုတော့ဗောနော်အများဆုံးပူပေါင်းပြီးတော့မှ physical analysis နဲ့ဒီနေ့မှာကုန်ခင်မှာပဲဖြုတ်ချနိုင်အောင်ဝင်ဝင်ပြီးတော့မှအတုံခွန်ဆိုင်စူးစမ်းရမယ့်အချိန်ဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသားကိုကြီးဆိုတဲ့ငနေကနေပြီးတော့မှ ဇဝိန်ဖန်းခရရတာကပေါ့နော်သူရပြုံးမှုများလွန်းလို့ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့ပြောစားပြောဆိုထားတဲ့ဟာလေကျွန်တော်စက်ပြတမှာနားထောင်ကြည့်လိုက်ရအောင်နော်လူမျိုးစုဆိုတာရှိလို့ရှိလို့ရှိရင်တိုင်းပြည်ဆိုတာဖြစ်လာတာပဲတစ်ဖက်လူပဲတစ်ဖက်လူမျိုးနဲ့တစ်ဖက်လူမျိုးချစ်တည်ပြီးတော့နှစ်ဦးပေါင်းစည်းလို့ရှိလို့ရှိရင်ပြည်တော်စုဆိုတာဖြစ်လာတာပဲအဲ့တော့ပြည်တော်စုတွေတိုင်းပြည်တွေရှိလာတဲ့အခါကျလို့ရှိရင် sovereignty ဆိုတဲ့အချုပ်ချာအာဏာရှိလာတယ် sovereignty ရချုပ်ချာအာဏာကိုဘယ်သူကစောင့်ရှောက်လဲဆိုလို့ရှိရင်အဲ့ဒီလူမျိုးစုရဲ့နော်လူမျိုးစုခေါင်းဆောင်ရဲ့စစ်တပ်ကနေပြီးတော့ဥဆောင်ပြီးတော့ ကာကွယ်စောင့်ရှောက်တယ်ဒီအချုပ်ကြာအာဏာကိုဟုတ်ပြီလားအဲ့တော့မင်းတို့ပြိုလဲပါဇေချင်ပါလေဆိုရက်တက်မလို့ကြီးဆိုတော့မရှိမဖြစ်ငါတို့အတွက်လိုအပ်တယ်ငါတို့လူမျိုးအတွက်လိုအပ်တယ်ဒီလူမျိုးစုကိုစားပြုတက်မလို့ကွာဟုတ်ပြီလားနော်ဒီတက်မလို့ဆိုတော့မရှိလို့ရှိလို့ရှိလို့ရှင်မင်းတပုံကနေပြီးတော့မြို့ကိုတက်ပြီးတော့မင်းတို့ညီမတွေကိုမင်းတို့ရှေ့နေဟိုရင်းဟိုအိုင်လောက်ကုန်သောပေါက်လားနော်အခုလက်နဲ့ကင်ထားခြင်းတူတူတနက်ကင်ထားတဲ့လက်မသွားနေစစ်သားလက်မသွားနေရဲကမင်းတို့ဥပဒေနဲ့ညီညွတ်နေလို့ရှိလို့ရှင်ဘာမင်းတို့လုံးလုံးလို့ရတယ် ဟမ်ဒါကိုထက်တင်ပြီးစဉ်းစားပြောတာပဲလေနော်နော်ကိုစော်ဘုန်းကြီးကိစ္စလေးကိုကြီးပြောခြင်းကိုစော်ဘုန်းကြီးကိစ္စကိုစော်ဘုန်းကြီးပြောတဲ့စကားတွေကမှားတယ်လို့ကိုကြီးမဆိုလို့နော်ကိုစော်ဘုန်းကြီးကအမှန်တရားအမှန်ကိုပြောတာဒါပေမဲ့နော်ကိုကြီးတော့ဗာနဲ့ဥမာပေးပြီးပြရမလဲဆိုလို့ရှိရင်ကိုကြီးတို့တိုင်းပြည်ကြီးကိုစက်ယုံကြီးတစ်ခုနဲ့သဘောထားပြီးပြတယ်ကိုကြီးကပြည်သူဖြစ်တဲ့ကြောင့်ကိုကြီးက consumer စားသုံးသူတွေပေါ့တက်မလို့ရစက်ယုံကြီးနော်အဲ့တက်မလို့ကြီးကထွက်လာတဲ့ဒီကုံထုတ်လုံမှုရဲ့ဒီကုံထုတ်တွေကိုပဲကိုကြီးတို့ကကောင်းမကောင်း quality မိမမိကိုကြီးတို့ကကြည့်ကြည့်ပြီးဆုံးဖြတ်ရမှာ နော်ရလက်ကိုပဲကိုရဆုံးဖြတ်ရမှာနော်ဒီဆိုင်မှာရှိတဲ့ super fighter နဲ့ operation နဲ့ပြဿနာတက်တာတို့နော်အဲအောက်ကနေအလုံးသမားတွေနဲ့တည်ရမလားဒီ super fighter တွေနဲ့မကြင်မလဲဖြစ်နေတာတို့နော်စက်ရုံမိုးကနေပြီးတော့စောက်သုံးမကြတို့ဘာလို့သွားပြီးဆဲနေလို့မရဘူးဘာကြောင့်လဲဆိုတော့ဒါသူတို့အပိုင်းနော် တက်မလို့ကြီးလည်းဒီလိုပဲအောက်ချိန်နဲ့အပေါ်နဲ့သူ့အောင်အဆင်ပြေတာမပြေတာကိုကြီးတို့နဲ့မဆိုင်ဘူးဟုတ်ပြီလားဇော်ဘုံကြီးမှားသွားတာအဲ့တစ်ချက်သူကမှားသွားတာအခုမှအောက်ခြေနဲ့အပေါ်နဲ့ကတက်ဟိုပြဿနာတက်နေတာမဟုတ်ဟိုးအရှင်နဲ့ပြဿနာတက်နေတာဒါပေမဲ့ तू ကတော့ထောက်ပြကြရီများွားတော့ तू ကတော့ထောက်တိွားရီများလို့ तू ကပြောတာ အဲ့တော့ကိုကြီးတို့ကကိုကြီးတို့တကယ်သုံးသက်ကမှာကိုကြီးတို့ကရလက်ကိုပဲကိုကြီးတို့သုံးသက်မှာအဓိကတက်မလို့ကြီးကြောင်းမလို့ပေါင်းစုံဝိုင်းတိုက်နေလက်နက်ကင်တောင်းချမ်းစုတွေငါတို့ကိုထိနိုင်သလားငါတို့အခုတက်အကောက်အသားကိုထိနေပြီလားနော်အဲ့ဂျွာတွေကိုမီးရှို့တာပဲမပြောနဲ့ဂျွာတွေမီးရှို့တယ်သဘုံဂျွာသလိုရှိလို့ချင်းတက်မလို့ကလည်းမီးရှို့မှာပဲအမြစ်ပြတ်ရှင်းရမှာပဲဘာကြောင့်လဲဆိုတော့ဒါသဘုံဂျွာလीဟုတ်တယ်မလားနော်ကိုကြီးပြောချင်တာအဲ့ဒါအဲ့တော့ဇောဘွင်းလဲကန်ကောင်းပါစီနော်သူအမှန်တရားပြောတယ်ဆိုပေမဲ့ ။ဘာလို့ပဲဖြစ်ဖြစ်ကွာကိုချင်းစာကြည့်လိုက်မင်းလုံးဝလုံးပင်မဲမအားတဲ့ကြားကနေအိမ်ပြန်လာတဲ့ချိန်မင်းသားသမီးကနေမင်းကိုအာပတ်သက်ရှာဆောက်သုံးမကြလို့ဆဲလို့ရှိရင်မင်းရောကြိုက်မလား။ဒီသဘောမျိုးလေးပဲကိုချင်းစာကြီးစဉ်းစားလိုက်။အခုနော်ကိုကြီးရတဲ့တရင်ဘလော့ဒီအရာတော့ဇောပွင့်ရင်ဟာပြစ်မှုအကြီးကြီးမှတက်မခံရသေးဘူး55ကာကြီးတစ်ခုတည်းပဲတက်ခံရသေးတယ်။တခြားပြစ်မှုတက်ရရှောက်ပြောတော့ဒီယူပါလို့မယုံနဲ့နော်မတက်ခံရသေးဘူးဒါကိုကိုကြီးကပြောချင်လို့လာတာဒီကောင်တွေကတော့ဗောနာဒီပေါကရုံးနဲ့တပုံစံနဲ့ပြောဆိုလာတာပြပြမ သူတို့အားကိုးလာပါတယ်ဆိုတဲ့သဘောရင်းဖန်ဆီးခံရတဲ့ချိန်ကြတော့မှသူတို့ဒီစစ်ကောင်စီကိုဝေဖန်တိုက်ခိုက်မှုတွေကသူ့အတွက်ဒီပြစ်ကြီးကြီးလုပ်ခဲ့တဲ့ပုံစံမျိုးတွေနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်။သဘောရင်းဆိုတော့အရင်ကတည်းကစစ်ကောင်စီနဲ့ပေါ့နော်အဒီကမျိုးလိုက်တော့မှဆဲဆုံမှုတွေလုံဆောင်ခဲ့ပြီတော့မှစစ်ကောင်စီရာရှိတွေရဲ့ကျိုးတို့ပြည်သူပိုင်းနေတွေခြံတွေကိုတင်းတဲ့ကိစ္စမှာဆိုလည်းသူကနေပြီတော့မှပောက်ကွဲပြောဆိုမှုတွေလည်းလုပ်ခဲ့လို့ဟုတ်ဆိုရင်အဲ့ဒီရဲ့ညိုသေးတွေနဲ့ပဲထောင်းတွေကိုဆွဲသွင်းခံရတော့မှချိန်နေကြုံနေရတာပဲဖြစ်ပါတယ်။ဒီချိန်နေမှာ သူ့ကိုအားပေးထောက်ခံကြပါတယ်ဆိုတော့ပေါ့နော်တိုင်းဝင်းတော်မှာပျောက်ခွေသွားတာဖြစ်ပြီးတော့မှသူတို့ဘုံမချင်းချင်းဒီအောက်ဖက်လာတဲ့ကိစ္စတွေလည်းကျွန်တော်ကြားနေရတယ်ပဲဖြစ်ပါတယ်ဒါတော့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ဒီဘုံမအယုတ်ကလေးတွေတိတာတင်းနေပေါ့နော်အကြောင်းဖြစ်ပြီးတော့မှသူတို့ဖစ်ဆက်အာဏာရှင်လူသစုတွေကနေပြီးတော့မှသူတို့ကိုဝေဖန်တိုက်ခိုက်မှုတွေလုပ်လာမယ်ဆိုတော့ပေါ့နော်ချက်ချင်းအရေးယူထောင်ချမှုတွေတပ်ဖြတ်မှုတွေဒီလွတ်ဆောင်လာနေတယ်ဆိုတော့လည်းခုကတည်းကသတိချက်တင်နေတာပဲဖြစ်ပါတယ် ဆရာကျောင်းတော့ဆုံးဗီဒီယိုသဘောတွေနဲ့ကိုစီကနေပြီးတော့မှကျွန်တော်အားလုံးဒီတလောမှာပေါ့နော်ကြားနေရတဲ့ကန်ယူဘက်ကနေပြီးတော့မှကော်တူလေးနိုင်ငံထူထောင်မယ်ဆိုတော့တတိယနဲ့ပတ်သက်ပြီးတော့မှသူ့မြို့ကိုတုံ့တက်ပြောဆိုထားတဲ့အားလေးကျွန်တော်စစ်ပြီးတော့မှခြေလက်ရအောင်နော်ကန်ယူကန်ယူကထုတ်ပြန်တဲ့ဟာကော်တူလေးနိုင်ငံဆိုတဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ရခိုင်တပ်တော်အင်းကြီးလေဘုဒ္ဓထွန်းမြတ်နိုင်ငံရခိုင်တပ်တော်စတဲ့တီထောင်တဲ့အချိန်မှကြီးအဖိုက်ရခိုင်နိုင်ငံထူထောင်မယ်ဝေးဆိုတဲ့စကားနဲ့စီးလုံးကြီးရေးကိုတိစောက်ခဲ့ရတာ အဲ့ဒီစကားတစ်လုံးရဲ့အောက်မှာရခိုင်ပြည်သူတွေအားလုံးကကြွေစင်းခဲ့ရတာဘာဖြစ်လို့လဲလူမျိုးရဲ့မျိုးချစ်စိတ်ကိုကျွန်တော်တို့ကထက်တန်ကြတယ်မြန်မာပြည်မှာရှိတဲ့ဘာလူမျိုးဖြစ်နေကိုယ်လူမျိုးမျိုးချစ်စိတ်ထက်တန်ကြတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးခေါင်းထဲထည့်ထားမှဒီဒီနေ့အချိန်အခါမှာသူများနိုင်ငံတွေရဲ့ကဘာကြီးကိုရွာအပြစ်လုပ်နေပြီခမရတော့ကျွန်တော်တို့ကကြောက်ခစ်အတွေးခေါ်တနိုင်ငံထဲသားအချင်းချင်းမှာမင်းကဘာလူမျိုးငါကဘာလူမျိုးလုပ်နေကြမယ်ဆိုရင်ကျွန်တော်တို့ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးဟုတ်အဲ့တော့ဒီနေ့ကော်တူးလေဆိုတဲ့ထုတ်ပြန်ချက်ကို KNU ကထုတ်ပြန်တာကကော်တူးလေဒီနယ် ဆိုတဲ့စကားလုံးထုတ်ပြန်တာဒါကိုခစ်တဲ့မီဒီယာကနော်အကောင့်လွဲပြီးတော့ကော်တူးလေးနိုင်ငံဆိုပြီးတော့တင်လိုက်တဲ့အတွေ့ KNU ကနေအခုတခါပြန်လဲစာထုတ်တယ်ခစ်တဲ့မီဒီယာအနေနဲ့ကော်တူးလေးနိုင်ငံဆိုတော့ပြန်လဲပြင်ဆင်ပြီးတော့ကော်တူးလေးပြည်နယ်အတွေ့ KNU ကဒီရှင်းချမှတ်ထားတဲ့မူဝါဒလမ်းစဉ်မှာကော်တူးလေးပြည်နယ်ရှင်းရှင်းပြောရင်တော့ Federal Unit Federal ပြည်နယ်တခုဖြစ်အောင်ရှင်းဆက်သွားမယ်ဆိုတဲ့မူဝါဒကိုပြောတာအဲ့ဒါကို NUN ခစ်တဲ့မီဒီယာက ကိုတူနဲ့နိုင်ငံထူထောင်မယ်ဆိုတဲ့စကလုံးနဲ့မှားရင်းဆိုတာဘာသာပြန်ပြီးတော့တည်တင်လိုက်တဲ့အတွက်အောက်ခြေမှာပြည်သူတွေကြားတဲ့ပွတ်တိုက်မှုတွေပွတ်လို့ရိုက်မှုတွေထွက်ပေါ်လာတာဖြစ်တယ်လို့ KNU ကပြန်လဲစာထုတ်လိုက်ပါတယ်အဲ့တော့ KNU ကဒီလိုစာထုတ်ရပေါ်ကိုလည်းတစ်ဖက်တစ်ချို့ကရင်ဟိုကရင်ကရင်ဘက်အချမ်းတချို့ဒီ Facebook အကောင့်တွေကပြန်လာတွေ့တယ်အဲ့ဒါဘာလဲဆိုတော့အဲလွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်ပေါ့လွတ်လပ်စွာအဲခါလောက်တင်မှရင်လောက်အဲရင်လောက်တင်မှခါလောက်ချက်မှာကိုတူနဲ့နိုင်ငံဆိုတာပြောလို့ရတယ်ပေါ့ ဆိုတော့အဲ့လိုပြောနေကြတာတွေ့တယ်။အဲ့တော့မှန်ပါတယ်။လွတ်လပ်စွာလွတ်လပ်ပြောခွင့်ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ပြောသလိုပေါ်တူးလက်နိုင်ငံထူထောင်မယ်ဆိုရင်ရခိုင်ကလည်းရခိုင်နိုင်ငံထူထောင်မယ်။ပလောင်ကလည်းပလောင်နိုင်ငံထူထောင်မယ်။ရှမ်းကလည်းရှမ်းနိုင်ငံထူထောင်မယ်ဗျာ။ပအိုးကလည်းပအိုးနိုင်ငံထူထောင်မယ်။တိုင်းရင်းသား၃၀၀နဲ့၅မျိုးလုံးကနိုင်ငံထူထောင်မယ်လို့ပေါ်ကြရင်ကျွန်တော်တို့လိုချင်တဲ့ပန်းထိုင်ရောက်မှာလား။ငါကရင်ယူအင်အားရှိတဲ့လက်လက်ရှိတဲ့ငါလည်းဝါလို့လုပ်မယ်ဝါဆိုသွားမမက်မောတဲ့နော်ဝါအခိုက်အတန့် ခင်ဗျားတို့ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ဖြစ်သွားမယ်တကယ်မှန်ကန်တဲ့ဖွဲ့စည်းပုံရမှာမယ်ဆိုဝါဟာတည်မြဲမယ်ထင်လားအခုတိုင်းဝါဆက်သွားလို့ရမှာထင်လားအဲ့တော့ဝါအားကျစရာမဟုတ်ဘူးတည်မြဲတဲ့အရာမဟုတ်ဘူးကလက်ရှိဝါရှောက်နန်းနေတဲ့လမ်းဟာခင်ဗျားကပြောသလိုတူများရဲ့လက်အောက်မှာရှိတယ်ဝါပြင်းနေလွတ်လပ်ဆက်မူရသေးတာမဟုတ်ချင်းချင်းပြောရင်အဝါပြင်းနေကိုပိုင်အုပ်ချုပ်ခွင့်ရတယ်ဆိုတာကျွန်တော်တို့ပြောမယ်အဲ့ညာမှာအရန်ရေးကြည့်တဲ့အရာတခုရှိတယ်ကိုပိုင်အုပ်ချုပ်ခွင့်ဆိုတာကအဲ့ဒီဒေတာမှာရှိတဲ့လက်နက်ကံရအုပ်ချုပ်တာကိုပိုင်အုပ်ချုပ်ခွင့်မဟုတ်ဘူး နော်ဝပ်ကိုမေအုတ်ထုတ်ခွင့်ဆိုဝပ်ပြည်သူတွေစီမှာအာဏာရှိပြီလားရခိုင်ကိုမေအုတ်ထုတ်ခွင့်ဆိုရခိုင်ပြည်သူတွေစီမှာအာဏာရှိရမယ်ကရင်ကိုမေအုတ်ထုတ်ခွင့်ဆိုကရင်ပြည်သူတွေစီမှာအာဏာရှိရမယ်အဲ့ဒီဒေတာမှာရှိတဲ့နော်အညာမှာကိုမေအုတ်ထုတ်ခွင့်ဆိုအညာပြည်သူတွေစီမှာအာဏာရှိရမယ်အဲ့လိုဖြစ်ဖို့အတွက်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ဖြစ်မှရမှာလမ်းကြောင်းတွေအကုန်လွဲဝါလို့လွန်လွန်လေးနော်အဲ့လိုဖြစ်နေတဲ့အချိန်မှာအမြော်အမြင်နဲပါစွာနဲ့နော်ပြစီမဲ့လာကြောင်းဥတီပြီးပြောတဲ့အရာတွေကိုရက်တန်းကြောင်းကိုအရေးကြီးတယ်ဒါကိုတိလို့ခေါင်းအခုကရင်ခေါင်းဆောင်တွေကလည်းဒီလိုမျိုးတွေ ဖြစ်လာမယ်ပြီလို့ချက်ချင်းစာထုတ်ပြီးတော့ဒီကိစ္စကိုဟန့်သားတယ်ဒီပေါ်မှာအားလုံးနားလည်ကြဖို့လိုအပ်တယ်ဒီမှာကိုစီပြောထားသလိုပဲပေါ့နော်ကန်ညိုအနေနဲ့အခုဆိုရင်တို့အနေနဲ့ကတော့တောင်ပိုင်းတိုင်းမှာကော်တူလေးပြည်နယ်တက် တည်ဆောက်ဖို့အတွက်စ조사နေကြတယ်ဆိုတဲ့အကြောင်းကိုသူကလည်းပြတော့မှရှင်းလင်းပြောဆိုထားတာဖြစ်ပြတော့မှကျွန်တော်တို့အနေနဲ့မြေပြင်မှာဆိုတော့တော်လန်တဖို့အနေနဲ့ပြတော့မှပူပေါင်းပြတော့မှကိုရီတာလွမြောက်နိုင်ဖို့조사နေကြတယ်ဆိုတော့လည်းအလုံးသိရှိထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီကဘာအစီအမင်းပြင်ကိုကြည့်မယ်ဆိုတော့အခုဆိုတနင်္ဂနွေတနင်္ဂနွေဆေးရေးတိမနေကြတဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်တွင်းမှာရှိတဲ့ပေါ့နော်နေရာဒေသမှာဆိုတော့ဒီလူမျိုးစုပြဿနာတွေနဲ့ကျွန်တော်တို့အခုချိန်ထိအတော်မတန်နိုင်သေးတဲ့ပြဿနာမျိုးစုံကိုကြုံရရတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ငေါဆောင်တွေချင်းချင်းပြလဲညီနေရင်းနေပေါ့နော် အများဆုံးဖြည့်ရှင်းတင်နေတာဖေဖော်ဝါရီမှာကျွန်တော်ရဲ့ဘုံရံသူဖြစ်တဲ့စစ်ကောင်စီကိုကျွန်တော်အများဆုံးဖြိုးချနိုင်မှာသာအားလုံးမျှော်လင့်ထားတဲ့တိုင်မဲ့ Federal Democracy လမ်းစဉ်နဲ့ညင်ချရဲ့အစ်မမှာဆိုတော့ကျွန်တော်ရရှိနေမှာပဲဖြစ်ပါတယ်။ခုချိန်မှာဆိုတော့ကျွန်တော်အနေနဲ့ဒီလိုမျိုးတပေါင်းစုတစ်ခုတည်ဆောက်နိုင်ဖို့အရန်ကိုရည်ကြီးနေတဲ့ချိန်တစ်ခုရောက်နေတာမို့လို့မြို့ပပြည်သူတွေနဲ့ကျွန်တော်တော်လံဖွဲ့စည်းကောင်းဆောင်တွေရနေပြီးတော့မှဒါတို့ကိုရှေ့ရှုပြီးတော့မှကောင်းထက်ပေါ်တင်နေပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စအောင်ချစ်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။ အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြှင့်နဲ့ပြည့်စုံပြီးတော့မှတာရဲချင်းတဲ့နေ့တလေးပြန်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။